မင်္ဂလာပါရှင်စွန်လာတဲ့တနင်္ဂနွေနေ့ရေရန်ကုန်တွင်တင်ဆောင်လင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဦးစွာတင်ဆက်ပေးမှာကတော့ကြောက်တန်းမြို့နယ်ဘောကလုတ်စံပြကျေးရွာအခြေခံပညာအလေတန်းကျောင်းဖွင့်လှစ်ခြင်းအခမ်းအနားကျင်းပတဲ့တင်ဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးကြောက်တန်းမြို့နယ်ဘောကလုတ်စံပြကျေးရွာအခြေခံပညာအလေတန်းကျောင်းဖွင့်လှစ်ခြင်းအခမ်းအနားကိုမေလ31ရက်နေ့နဲ့ပိုင်းကအစုပါကျောင်းတွင်ကျင်းပကြောင်းသိရပါတယ်။ ရှေးဥစွာနိုင်ငံတော်တန်ခမဟာနာယကဘွေဥက္ကဋ္ဌတန်လင်းမင်းကျောင်းဆရာတော်ကြီးဒေါက်တာဘက်တနာဇန်နီမာဘေဝင်သားရန်ကုန်တိုင်းဒေသကြီးအစိုးရဘွေဝင်းကြီးချုပ်ဦးစိုးသိန်းရန်ကုန်တိုင်းစစ်တာနာချုပ်တိုင်းမှုဘူချုပ်ပြည်စုံနေတိုင်းဒေသကြီးအစိုးရဖွဲ့ဝင်ဝင်းကြီးများတိုင်းဒေသကြီးပညာရေးမှုရုံးမှဒုတိယညွှန်ကြားရေးမှုချုပ်ဒေါက်တာချုပ်ချုပ်မြောင်နေရမီရဖဦးတင်ငွေတို့ကဖဲချုပ်ဖြတ်ဖွင့်ကြပါသည် ဲဒီနောက်ဆရာတော်ကြီးကြည်မူ၍ဧည့်သည်ကြီးများမှစိုင်းမုတ်အားအမွေးနဲ့သားရေးများဖြင့်ပတ်ဖြန်းပြီးကျောင်းဝင်းအတွင်လှည့်လည်ကြည့်ရှုကြပါသည်။ဆက်လက်၍အခြေခံပညာအလေတန်းကျောင်းဖွံ့ဖွဲအခမ်းအနားအစီအစဉ်အားအိဆာတရားဘုန်းကြီးကျောင်းဓမ္မယုံရှင်ကျင်းပရာကျောင်းသားကျောင်းသူလေးများကမြမကျောင်းတချင်းဖြင့်တည်ဆူဖြော်ပြပြီးတန်လီမင်းကျောင်းဆရာတော်ကြီးကကျေးဇူးတင်ဝမ်းမြောက်ကြောင်းမိန့်ကြားပါသည်။အဲဒီနောက်ရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့ဝင်ကြီးချုပ်ဦးစုသိန်းကဝမ်းမြောက်စကားပြောကြားပါရယ် အိမ်နာမှာတော့ရန်ကုန်တိုင်းဒေသကြီးပညာရေးမှုရုံမှဒုတိယညွန်ကြားရေးမှုချုပ်ဒေါက်တာချေချိုမြအောင်ကကျောင်းမြနဲ့ပတ်သက်လို့ရှင်းလင်းတင်ပြပြီးရမိရပ်ဖာဦးတင်ငွေကကျေးဇူးတင်စကားပြောကြားပါတယ်အဲဒီနောက်အခြေခံပညာအလဲနှန်းကျောင်းတွင်နှစ်ထပ်ကျောင်းဆောင်အတွက်အလူရှင်များကအလူငွေများနှင့်စာရေးကိရိယာများလှူဒါန်းကြပါသည်။ အဲ့နောက်မှာတော့အဆိုတော်ရွှေနန်းထက်ကအောင်စီပိုင်စီတခြင်းဖြင့်ဂုံပြူတည်ဆိုပြီးအခြေခံပညာအလဲန်းချောင်းဖွင့်လေခြင်းအထိတ်အမှန်အလံငယ်များကိုတန်လီမင်းချောင်းဆရာတော်ကြီးကဧည့်သည်တော်ကြီးများနဲ့အလူရှင်များထံသို့ပေးရပါတယ်အဲဒီနောက်ရှောင်းကုန်တိုင်းဒေသကြီးအစိုးရဖွဲ့ဝင်ကြီးချုပ်ဦးစိုးသိန်းနဲ့အဖွဲ့ဟာရှေဟောင်းတမိုင်းဝင်စိုက်မော်ဝင်ရှိလေစီတို့သူရောက်ရှိပုံမျိုးပြီးစင်မီရေချမ်းပန်းများစက္ကန့်လူတန်းကအလူငယ်များပေးရလူတန်းကြောင်းသိရပါရဲ့ရှင်ဒီတဲ့ရင်ကိုတော့ဇွဲထက်ကူကပြပူလာတာပါ ဆက်လက်တင်ဆက်ပေးမှာကတော့ရန်ကုန်တိုင်းဒေသကြီးရဲ့ပထမအကြိမ်မြောက်ရန်ကုန်တိုင်းဒေသကြီးအစိုးရဘွဲ့နဲ့ဌာနဆိုင်ရာများမိုးရသည့်စူပေါင်းတစ်ပင်ဆိုင်ပြုပ်ဝဲကျင်းပတဲ့တင်ဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးရဲ့ပထမအကြိမ်မြောက်ရန်ကုန်တိုင်းဒေသကြီးအစိုးရဘွဲ့နဲ့ဌာနဆိုင်ရာများရဲ့မိုးရသည့်စူပေါင်းတစ်ပင်ဆိုင်ပြုပ်ဝဲကိုမေလ31ရက်နေ့နက်ပိုင်းကမင်္ဂလာတို့မြို့နယ်လှောက်ကားရှိဝေရီလေးဒေသအတွင်းကျင်းပကြောင်းသိရပါတယ်။ အခမ်းအနားသို့ရန်ကုန်တိုင်းဒေသကြီးအစိုးရဘဲဝင်ကြီးချုပ်ဦးစိုးသိန်းနှင့်ဇနီးရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှုဗိုလ်ချုပ်ပြည်စုံလင်းနှင့်ဇနီးရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့ဝင်များနှင့်၎င်းတို့ရဲ့ဇနီးများတိုင်းဒေသကြီးဌာနဆိုင်ရာတာဝန်ရှိသူများတက်ရောက်ကြပါသည်ရှေးဥစွာရန်ကုန်တိုင်းဒေသကြီးအစိုးရဝင်ကြီးချုပ်ဦးစိုးသိန်းနှင့်ဇနီးရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှုဗိုလ်ချုပ်ပြည်စုံလင်းနှင့်ဇနီး ရောင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနဲ့၎င်းတို့ရဲ့ဇနီးများဒိုင်းဒေသကြီးဌာနဆိုင်ရာများမှတာဝန်ရှိသူများကစစ်ပောင်းတစ်ပင်စိုက်ပျိုးကြပါတယ်။အဲဒီနောက်တိုင်းဒေသကြီးဝင်းကြီးကျုံနဲ့အဖွဲ့ဟာလောက်ကားရှေဝေးရေးလေဒေသမြေကျဲ area 40ဧကာတွင်တစ်ပင်များစိုက်ပျိုးနေမှုကိုလှည့်လည်ကြည့်ရှုအားပေးကြပါတယ်။တစ်ပင်စိုက်ပျိုးခွဲတွင်ကျုံးပင်1600၊ပြင်ကရိုးပင်4600၊မဟုတ်ကနီပင်8800၊တရက်ပင်200 ပိနေပင်200နဲ့ဒူရင်ပင်200စုစုပေါင်း2600ဟာပင်တို့ကိုစိုက်ပျိုးကြကြောင်းသိရှိရပါတယ်ရှင်ဒီသတင်းကိုတော့ဆွေထက်ကိုကပေးပို့လာတာပါ